ကရင်မျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ကရင်မျိုးသားစည်းရုံး KNU တို့ကအမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ရဲ့အဖွဲ့ဝင်ဖြစ်ကနေပါဝင်မှုကိုရနာခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒိုစောတော်နီနဲ့ KNPP အထွေထွေအတွင်းရေးမှူးကိုပလိုရဲတို့ကပြောကြားထားပါတယ်။ NUCC ရဲ့လှုပ်ဆောင်မှုတွေဟာမြေပြင်အခြေအနေနဲ့ကွာဟမှုရှိနေတာကြောင့် KNU အဖွဲ့အစည်းအနေနဲ့အဖွဲ့ဝင်ဖြစ်ကနေယာယီရနာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ NUCC ကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေတပိတ်ကော်မတီအရက်ဘတ်အဖွဲ့အစည်းတွေဂျာကာလာပြည်နယ် Federal Unit လူမျိုးစုကိုစားပြုအဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်၂၀22ခုနှစ်မှာကျင်းပတဲ့ NUCC ရဲ့ပထမအကြိမ်ပြည်သူ့ညီလာခံအပြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ KPICT က NUCC ကနေနှုတ်ထွက်ပြီးနောက်ထပ်နှစ်နှစ်အကြာ 2024ခုနှစ်ဧပြီလမှာကျင်းပတဲ့ဒုတိယအကြိမ်ပြီးသူညီလာခံ နောက်ဆုံးရက်မှာတော့ CRPH နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကိုယ်စားလှယ်တက်ရောက်ခဲ့တာမရှိပါဘူးအခုလိုအင်အားကြီးအရာအဖွဲ့တွေနှုတ်ထွက်သွားမှုဟာ NUCC ရဲ့နိုင်ငံရေးဦးဆောင်မှုကိုပုံမုံအင်အားကြီးနဲ့ဆေးပြီး NUCC ရဲ့လှုပ်ဆောင်ချက်တွေဟာမြေပြင်နဲ့ကင်းကွာလာတာကြောင့်စတင်ဖွဲ့စည်းခြင်းကရွေချက်ကောင်းနေနဲ့ဖွဲ့စည်းခဲ့ပေမယ့် လက်ရှိမှာစန့်ကျင်ဘက်ရလက်တွေပဲထွက်ပေါ်နေတယ်လို့ထောက်ပြထားကြပါဗျ။